မင်္ဂလာပါအဲ့ရဲ့ channel ကနေကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဒေနာက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်အဲ့လိုမတ်တင်နဲ့ကျွန်တော်နဲ့ဆော်ဆော်နေတာများသောအားဖြင့်စနေနေ့တခြားရက်တွေလည်းလင့်ဆော်ပြစ်တာပါပဲလေစနေနေ့ကတော့ပုံမှန်လို့ပဲပြောရမလား ဘာလို့လဲဆိုတော့မတ်တန်းကလည်းကြောင်းသွားတယ်ချိုချိုကလည်းကျူရှင်သွားတယ်သူ့သမီးလေးကလည်းသူ့အဖွားအိမ်အပတ်တိုင်းသွားတယ်ဒါကြောင့်စနေဆိုရင်ကျွန်တော်မတ်တင်ကလေးပေါ်မှာပြောဦးမယ်ကောင်းကန်တစ်ခုကျွန်တော်အုံနောက်ထဲကြံခဲ့တာမတ်တင်နဲ့ကျွန်တော်စော်စော်နေတာတလားလောက်တော့ရှိပြီထင်တာပဲကျွန်တော်ကကြီးသူ့ကိုစော်နေရတယ်မတက်ရက်စော်လိုက်ဒူးထောက်စော်လိုက်လှေကြီးထိုးရိုးရိုးပေါ့လीအဲ့လိုပဲစခန်းသွားနေတာတလားလောက်ပေါ့ဒီစနေကျွန်တော်ရောက်သွားတော့မတ်တင်ကရေချိုးနေတယ်ပြောပြီးပါကောကျွန်တော်ကနောက်ပေါက်ကပဲအမြဲဝင်နေဆိုတာလी အဲ့ဒီအပေါက်ဘေးမှာရေကမြင်းဆိုတော့ဝင်လာတဲ့သူရေချိုးနေတာကိုတွေ့တာပဲသူကမစောမတ်တင်ရေပြီးအောင်ချိုးလိုက်အောင်မယ်ဆိုတော့ကျွန်တော်လည်းသူ့အခန်းထဲကသူ့ကရင်ပေါ်မှာအိပ်ပြီးစောင့်နေတာပေါ့သူကရေချိုးပြီးထမရင်ရှားနဲ့အခန်းထဲဝင်လာပြီးကျွန်တော်အိပ်နေတဲ့ဘေးဝင်ထိုင်ပြီးထုံးစံအတိုင်းပြောရင်တိတ်မကြပါဘူးစော်ရတဲ့ခွင့်ရေးကနဲလာတယ်မတ်တင်ကရက်ွက်ထဲကဆက်ချုပ်ဆိုင်တစ်ခုမှာဆက်သွားချုပ်တယ်လေဖြစ်ခါစားတလားနလားလောက်ကတော့မိကုံရန်ကုန်ကျဲတဲ့လောက်နည်းနည်းကြာလာတော့သွေးနည်းနည်းအေးသွားတာပေါ့ ဒါပေမဲ့အရင်လိုခဏခဏမဖြစ်ပေမဲ့တခါတခါတော့ဖြစ်ပါတယ်။နောက်ဆုံးသူရီးစားရသွားတဲ့အထီပေါ်လေ။တပင်လဲလို့တပင်ထူတယ်လို့ပြောရမလား။ယောက်ျားကလည်းဆုံးသွားတာ၅နှစ်လောက်ရှိပြီဆိုတော့တခုလက်ရှိနေတယောက်နဲ့ဆက်ချုပ်ဆိုင်မှာဆက်ချုပ်ရင်းဘသူကအောင်သွယ်ပေးလိုက်တယ်မသိပါဘူး။ညှိသွားပါလေရော။အဲ့ဒီမှာရင်သူနဲ့ကျွန်တော်ဇလန်းကဘသူကမှမဖြတ်ပဲပြီးသွားပါလေရော။ကျွန်တော်လား음ပြောရရင်အသေးကွဲတာတို့ဘာညာတို့တော့မခံစားလိုက်ရပါဘူး။ဘာလို့လဲဆိုတော့တစ်အချက်သူနဲ့ကျွန်တော်ကချက်သူတွေမှမဟုတ်ပဲလေ။နှစ်အချက် အဲ့ဒီအချိန်မှာကျွန်တော်နဲ့မတန်းနဲ့ဟဲဟဲဟဲကံကြမ္မာကိုပဲကျေးဇူးတင်ရမှာတော့မသိဘူးကျွန်တော်နဲ့သူတို့ညီအမရည်စက်ကတော့လောက်ယူမယ်ဆိုရင်တော့ဒီအတိုင်းဖြစ်လာဖို့မလွယ်ဘူးခမရတို့လည်းရိတ်မိရောပေါ့ကျွန်တော်နဲ့မတန်းဖြစ်တော့မယ်ဆိုတာဇလန်းအစကဒီလိုတခုသောစနေနေ့မတ်တင်ကဆက်ချုပ်ဆိုင်သွားပြီကျွန်တော်မသိဘူးသူသွားတာ哦ကျွန်တော်ကသူရှိမလားဆိုပြီးမျောလင့်ချက်လေးနဲ့လာတာသိရနော်ကျွန်တော်အမြဲနောက်ခွေးပေါက်ကဝင်နေကြဆိုတာပြီးတော့သူတို့အိတ်ခန်းကတကားမရှိဘူးလိုက်ကာကလေးပဲကာထားတယ်ဆိုတာ ကျွန်တော်လဲဝင်နေကြအတိုင်းဝင်လာပါလေရောတို့တို့တို့အတန်ကြားလို့လိုက်ကကြားနေချောင်းကြည့်လိုက်တော့အပပမတ်တန်းလေမတ်တန်းပေါ့ဘာလုပ်နေတယ်မှတ်လေသူ့ကြီးစားနဲ့ခန်းထဲမှာချင်းတွေ့နေတာလေမတ်တန်းအိတ်တာအလဲကရင်မတ်တင်ကရင်ကတကားဝါနာကတ်လျက်အစွန်ဆုံးကချူချူပေါ့ကျွန်တော်လဲအตาလေးပဲချောင်းကြည့်နေလိုက်တယ်မကြည့်လို့လည်းမရဘူးလေမြင်ပြီးနေပြီကိုကျွန်တော်စကြည့်တဲ့အချိန်မှာတော်တော်ခရီးရောက်နေကြပြီသူတို့နှစ်ယောက်စလုံးအဝတ်တွေကျွတ်နေကြပြီသူ့အကောင်ကအင်းရှိပေါက်ကပဲပြန်ထွက်သွားတယ် ခဏလေးနေတော့ကျွန်တော်လည်းအရေးစုံပြီးမတ်တန်းခန်းထဲဝင်လာပါလေရောမတ်တန်းကတော့မတွေ့ဘူးဝင်ပေါက်ကိုကြောပေးပြီးအိတ်နေတာ ው အနားရောက်တော့မတ်တန်းမတ်တန်းလှန့်သွားပြီးဖြက်ခနဲ့ကျွန်တော်ကိုလှည့်ကြည့်လိုက်တယ်ဟဲ့ငါစောနင်ဘယ်တော့ကရောက်နေတာလဲအဲ့လိုကျွန်တော်ကိုမေးတယ်ကျွန်တော်ဘာဖြေရမလဲဟိုလေဟိုဟိုမတ်တန်းဟိုအကိုကြီးနဲ့ကျွန်တော်စကားတပိုင်းတစားနဲ့ရက်သွားတယ်ဒါဆိုနင်အကုန်မြင်သွားတာပေါ့အင်းနင်နင်ဘယ်သူမှရှောက်မပြောနဲ့နော်မပြောပါဘူးမတ်တန်းရဲ့မတ်တန်းဘဲကြီးကကချလာကြီးပါ ျွန်တော်လည်းနည်းနည်းပြောရဲလာတယ်။ဘာကချလာကြီးလဲ။နင်ကဘာတိလို့လဲ။ကျွန်တော်အများ तू ကအခုတိခလေးထင်တော့တိတာပေါ့ကျွန်တော်လူကြီးဖြစ်ပြီးပြရမလားဆိုတော့ဘာပြရမလားလဲ။ तू ကပြန်ပြီးတော့မထူးတော့ဘူး။ကျွန်တော်လုံကြီးချွတ်ချလိုက်တယ်။ဟဲ့ငစောဆိုပြီးမတန်းကြောင်သွားတယ်။ကဲယုံပြီလားကျွန်တော်လူကြီးဖြစ်ပြီးဆိုတာမေးတော့ငစောနင်ကဘလူရီဓာရီတက်နေရတာလဲပြန်ပြီးတယ်။မတန်းကလည်းဘာဆန်းလို့လဲ။ကျွန်တော်ဥအောင်ကြီးတို့အိမ်မှာဗီဒီယိုကြည့်နေကြဆိုတော့ဟဲ့ဘယ်ကဥအောင်ကြီးလဲ။ အာမတမ်းမသိပါဘူးဟိုဘက်ရက်ကွက်က तू အပြာကားတွေပြစားတယ်လေမစောနင်တော်တော်ဆိုးနေပါလားငါနင့်ကိုခလေးမှတ်နေတာမျက်စောင်းလေးထိုးပြီးကျွန်တော်ပဲလှည့်ပြောတော့စိတ်ကထောင်းကနေပြန်ကြွလာသလိုဟင်းအချိန်မရတော့လို့မတ်တင်ပြန်လာကနေလို့လို့မို့ဆိုရင် နောက်တစ်ချီထပ်ဆွဲတယ်တွားအောင်မယ်မတမ်းရငါးနိုင်ထိုးကန်နေပြီတော်ကြမတ်တင်ပြန်လာတော့မယ်ဆိုတော့အေးအေးငါစောဘသူမှလည်းရှောက်ပြောမနေနဲ့အောင်ဆိုပြီးစိုးရင်ပူပန်ရှာတယ်စိတ်ချပါမတမ်းရဒါနဲ့ကျွန်တော်လောက်တာကောင်းလားဆိုပြီးပစိုးဝင်နေရင်မေးတော့ မျက်စောင်းထိုးရင်ကျွန်တော်ကိုအခန်းထဲကတွန်းထုတ်ပါလေရောဒါနဲ့ကျွန်တော်လည်းအိမ်နောက်ပေါက်ကနေပြေးဆင်းလာကြတော့တာပဲဒါကမတ်တန်းနဲ့ကျွန်တော်လည်းစဖြစ်ခဲ့တဲ့ဇလန်အဲ့လိုစဖြစ်တော့မတ်တင်ထဲကမပြတ်သေးဘူးကန်းကောင်းကျင်တော့မတ်တင်ဆက်ချုပ်ဆိုင်မှာဆက်ချုပ်ဆာမှာပဲမတ်တန်းကစနေဆိုအမြဲလိုလိုအိမ်မှာရှိနေတော့တာပဲဆိုတော့မတ်တန်းနဲ့ပဲဒီရက်တွေမှာအမြဲလိုလိုခရီးသွားပြစ်နေတာပါပဲမတ်တန်းနဲ့သူ့ရီးစားနဲ့လည်းပြတ်သွားတယ်ပြောတာပဲကျွန်တော်စိတ်ထင်သူ့ကောင်ကိုသူစိတ်ကုန်နေတာလည်းပါမယ်ကျွန်တော်စီကသူမရဘူးတဲ့အရသာရနေတာလည်းပါချင်ပါမှာပေါ့ လောလလက်တော့သူရောကျွန်တော်ရောโอเคနောက်နှစ်ကြိမ်တော့ထပ်ဖြစ်ပြီးမှာပဲပြောဆိုလဲပို့ပြီးပွင့်လင်းလာတယ်တနေ့သူ့အိမ်ရောက်သွားတော့သူကဂရင်းပေါ်မှာလှဲရင်မဂဇင်းဖတ်နေလေရဲ့ကျွန်တော်လဲသူ့ဘေးအตาဝင်လှဲရင်လက်တစ်ဖက်သူ့အိမ်ကြီးအောက်ကရှို့ပြီးနှုတ်အုံလေးကိုစုပ်ခြေောက်တစ်ဖက်ကသူ့ပေါင်ကိုခွာပြီးပါးလေးကိုရှုတ်ခနဲနမ်းပြီးနှုတ်ဆက်လိုက်တော့ဟင်းလာရင်ဒါပဲဆိုပြီးစာအုပ်ကိုဘေးချလိုက်တယ်ကျွန်တော်လားဘာမှပြန်ပြောမနေတော့ပဲသူ့ဝတ်ထားတဲ့ဘရာဇီယာကိုအပေါ်လှန်တင်ရင်သူ့နှုတ်အုံလေးကိုလှမ်းပုတ်ပစ်လိုက်တယ်။မသန်းကျွန်တော်လောက်တာကောင်းလာရင် အဖေမလာဘူးမျက်စောင်းပဲလာတယ်။ကောင်းလားဆိုဘာမှမကြားရမတန်း။အင်းကောင်းလားလို့ဘာပဲပြောပြောမတန်းတယောက်တော့ရှေးလူကြီးတွေပြောခဲ့တဲ့ယောက်ျားကောင်းမောင်းထောင်းတယ်လို့ပဲဆိုရဲစကားပုံကိုသဘောပေါက်သွားတယ်နဲ့ကောင်းပါရဲ့